ယူကရိန်းနိုင်ငံဟာလက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲကနေရာသူဥတုပူနေလာစေတဲ့ကာဗွန်ထုတ်လွှတ်မှုတွေမြင့်တက်လာခြင်းနဲ့ဆက်စပ်တဲ့ပျက်စီးဆုံးရှုံးမှုအတွက်ရုရှားစီကနေအမေရိကန်ဒေါ်လာ54ဘီလီယံနီးပါးတောင်းဆိုဖို့စီစဉ်ထားတယ်လို့ယူကရိန်းနိုင်ငံရဲ့စီးပွားရေးပတ်ဝန်းကျင်နဲ့စိုက်ပျိုးရေးဆိုင်ရာဒုတိယဝန်ကြီး ပါဘလိုကတာရှော့ကရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။ဒီဆောင်ရွက်မှုဟာစစ်ပွဲတက်ခိုက်ရမှအုံပြုတဲ့ရုပ်ကြွေးလောင်စာတွေ၊ဗီလာမြင်တဲ့အတမဏီတွေ၊မိလမှုတွေကြောင့်တစ်တော်တစ်ပင်တွေပျက်စီးခြင်းအပါအဝင်ကာဗွန်ထုတ်လွှတ်မှုမြင့်တက်လာခြင်းအတွက် ထိခိုက်နှံ့နာမှုတွေကိုနိုင်ငံတကာကပထမဆုံးအကြိမ်တောင်းဆိုခြင်းလည်းဖြစ်ပါတယ်။ COP30 မှာစီဝေတက်ရောက်နေတဲ့ရုရှားကိုယ်စားလှယ်အဖွဲ့ဝင်တဦးကမှတ်ချက်ပေးဖို့ညင်းဆိုခဲ့ပါတယ် Dutch ကာဗွန်စင်းကပညာရှင် Lana De Klerk က2022ခုနှစ်ဖေဖော်ဝါရီလမှာရုရှားကျူးကျော်ပြီးကလေးကစစ်ပွဲဟာနောက်ထပ်ကာဗွန်နိုင်အောက်ဆိုက်တန်ချိန်238တန်လောက်နဲ့ညီမျှတဲ့ထုတ်လုပ်မှုကိုဖြစ်ပေါ်စေခဲ့တယ်လို့ခန့်မှန်းခဲ့ပါတယ်။ တဟာတရားမဝင်လို့ရတခုရဲ့ရလအနေနဲ့ကာဗွန်ထုတ်လွှတ်မှုအတွက်နိုင်ငံတနိုင်ငံကတာဝန်ယူရမယ့်ပထမဆုံးအကြိမ်လည်းဖြစ်တယ်လို့သူကပြောပါတယ်ရှင်။